ကျွန်တော်မြန်မာကကျွန်တော်တော့ knowledge ဆုံးချင်တဲ့အစီအစဉ်ပုံမှန်ဆက်နေရရွှေကပင်ဖြစ်ပါတော့ဒီနေ့တစ်ဆက်ပြီးချင်တဲ့လုပ်တဲ့နေရာပေါ့နော်ကျွန်တော်တို့တင်မောဆက်ပြူဝါကရှင်နာအတွက်ပေါ့နော်တင်မောပင်ကိုနိမလက်မှတ်နဲ့ share ပြီးအောင် site တွေမျိုးပြခဲ့ကြကျွန်တော်တို့ဆက်ပြူပညာရှင်ကိုဇော်ရဲ့တင်မောပင်စာနီးလေးပေါ့နော်ဆိုတော့သူကညှထားတဲ့နီးလေးကိုကျွန်တော်တို့ဆက်လက်ကြည့်လိုက်ရအောင်ဟာလာကြီးလက်ထဲမှာလည်းတင်မောပင်နဲ့ဘာလို့မလို့တော့ဟာဟာကိုကြီးကျွန်တော်ညီလေးတယောက်ကလေ ဟေးတင်းမောပင်ဘယ်ချိန်ဆိုက်ရမှာလဲတဲ့တင်းမောပင်ကချိန်ကြီးဆိုက်လို့ရပါတယ်နော်ဟုတ်နောက်ညီလေးတယောက်ကတင်းမောဆိုက်ပြုံးနီးလေးတွေကိုပြပါဆိုလို့ကျွန်တော်တင်းမောဆိုက်ပြုံးနီးပြမလို့ဟောအေးအေးအေးပြမှာပြမယ်ပထမညီချင်းကိုဖောက်လို့တူးလိုက်ကိုရအေးအကိုအေးညီချင်းတူးအေးတူးလာနေတဲ့ပြိုင်နဲ့ပြာမုံလေးတွေနဲ့ငကျင်ထဲ့ပေါ့ဗျာဟုတ်ပြာမုံထဲ့တယ်နော်ထဲ့ပြီးတော့တော်ပီတိုကနေ 3G လေးတွေထဲ့ဘာဖြစ်လို့လဲဆိုတော့ ပရစ်တွေပါလေမကြိုက်အောင်လို့နော်ဟောအေးပါအဲ့လိုထည့်ပြီးသားနဲ့တပြိုင်နဲ့သင်းမောပင်ကိုဒီရွယ်စားဆိုကျွန်တော်စိုက်တာကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ငဲငဲရွယ်ရွယ်စိုက်တာပို့ပြီးတော့ဖွင့်မျိုးမှုရှိတယ်အင်းကြီးထွားမျိုးများတာပေါ့ခုဆိုကြည့်ပါလားကိုရတယ်ဟာအမြင့်တွေကိုရှေ့ရတယ်ကျောင်းလိုက်နေပြီနော် အေးဟုတ်တယ်ဟာဒီရွယ်ရောက်တာနဲ့တပြိုင်နဲ့ကျွန်တော်ပြောပြမစိညချင်းလေးတဲကိုထည့်အေးထည့်ပြီးဟောလို့လေဖုံးပြီးစိုက်ပေါ်ကိုရနော်အေးပါ ိုက်ပြီးသားနဲ့ဟောဒီလိုမျိုးရေလေးလောင်းပေးနော်။ဟောပန်းကရနဲ့ရေလောင်းပေးရလား။ရေလေးနဲ့ရေလောင်းပေးနော်။ရေလေးဝအောင်လောင်း။ဟောဓာတ်ဆက်ပေးတာပေါ့။ဟောတိပင်းဆိုတာကိုရေကလေးများလို့ပဲ။ तू ကစကားမပြောတတ်ဘူး။ကိုကကြည့်ပြီးတော့ပြူးစုစောက်ရှောက်ရတာ။ကလေးတွေကိုရလဲငိုတယ်၊ဆာလဲငိုတယ်ဟုတ်တယ်မလား။အေးလေကိုလည်းမသိရပါနဲ့။ဒီတိပင်းလေးတွေရဲ့နေသားပေါ်မှာမူတည်ပြီးတော့ကိုရစိုက်ပေါ့။နောက်ပြီးတော့ကိုရဟောလို့ဒုက္ခကြောင်းလေးတွေထိုးပေးတာ။ဘာလို့တော့။ဟောခွေးလေးတွေပါလေးနဲ့မဝင်တဲ့ခါကျတော့ စ်ပင်တွေပါလေမသေးတာပေါ့ဩကျွတ်ကျိုးမှာဆိုလို့ပေါ့နည်းနည်း6တဲဆိုရင်ဒီလိုပေါင်းလေးဆွပေးနော်ဟိုခါလေးဆွပေးနော်အေးပါဆိုတဲ့တား6ခန်းမြေဆိုလဲရေထက်လောင်းပေါ့ဗျာချင်းနေပေါ်ကြည့်ရတာပေါ့နော်အေးဟုတ်တာပေါ့ဟာနောက်ပြီကိုကြီးစစ်ပင်ကထွားဆိုင်နောက်ကြော်ကြော်လောက်ရောက်ရင်ဟိုတင်တကာရေလောင်းပေးရတယ်ကောက်လို့တော့ဟာကိုကြီးချိုးအောင်လို့ဗီဇာစိတ်သွင်းပေးရတာတဲ့လားဟိုအဲ့လိုလားဟုတ်ပါလားသင်းမောပေးရပိုင်းချိုးပြီးနော်အေးပါသူကကုန်းမြင့်ရေကြိုက် ဆိုရင်ရေစိမ့်တာတော့လုံးဝသူကလက်မခံဘူးသလားဟုတ်တာပေါ့ဟာအကို hey ကျွန်တော်အကြိုက်ဆုံးငါတော့ကိုကြီးကစုံနှယုံမှာစိုက်တာဘူးကြိုက်တာပေါ့နော်အေးပါအပူဓာလေးလည်းရလာပြီဗျာဟုတ်တယ်မလားဟုတ်တယ်မိုးရင်းကြတော့မိုးနဲ့ဖြစ်ပြီဗျာဟောဆောင်းနှွင်းရောက်တယ်အသီးတွေကကိုကခုစားရုံပဲရှစ်လတနစ်ကြာရင်ဒါတင်မောသီးတွေ စားလို့ရပြီ။ဟုတ်စားလို့ရပြီပေါ့။အေးပါ။ဒါကျွန်တော်အသင်းမောစိုက်ပြူနီလေးပေါ့နော်။စေတနာနဲ့မျှဝေတာနော်။အေးပါ။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဟုတ်တကယ်ဘူးသူရရနော်။တင်မောဆိုတာကျွန်တော်စိုက်ချင်တိုင်းစိုက်လို့မရဘူးနော်။သူပြောတဲ့နည်းနဲ့စိုက်လိုက်ရင်တင်မောတွေကပို့ပြီးတော့တီးတဲ့ပြင်တော့တီးတဲ့တင်မောတီးကြတယ်။ရှေ့ချူတယ်ပေါ့နော်။သူတို့ပရိုလို့ဘူးဆိုရပါတယ်မိဆိုလို့အနေနဲ့လဲဘောကြမယ်ဆိုရင် comment လေးတွေရှင်းပြခဲ့ကြပါဦးနော်ပြီးတော့အများသိအောင်လဲ ူညပေးသွားကြပါဦးနော်ဆိုတော့အဆုံးကြီးပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခုလို7နဲ့7နဲ့ကြောင်းရမုန်နဲ့7နဲ့ကြောင်းတက်ကနေ7နဲ့ကြောင်းနေနေများပုံမှန်တက်ဆက်ပေးတော့ဖလစ်ချောင်း YouTube channel ကို subscribe လုပ်နေ subscribe လုပ်တော့ပြပါတော့အားလုံးကျေးဇူးတင်ပါတယ်